အားလုံးပဲမင်္ဂလာပါနော်24အောင်မြင်မှုရခဲ့တယ်လေးကိုထိတ်ကို၄နှစ်အပိတ်၅တောင်ညာ၄နှစ်အပိတ်နေနော်လေးကိုထိတ်ကို၅တောင်ညာ၄နှစ်အပိတ်နေတန်းငယ်တို့24အောင်မြင်မှုရခဲ့တယ်ဘောနော်ဒါပေမဲ့ကောင်းတော့၄ဘူးနဲ့၄ကိုပေးတာ၄ကြိုက်တာဘောနော်၄ကြိုက်တယ် ဒီကိုထိုက်ကို395လေးနှစ်အဘယ်နဲ့45လေးနှစ်96ကိုကိုထိုးလေးကိုလေးကိုတော့ကောင်း40နှစ်24ဆိုပြီးအောင်မြင်မှုရခဲ့တယ်ပေါ့နော်ဒီအားလုံးမင်္ဂလာညမကြီးတိတ်မကောင်းကြီး အားလုံးပဲမင်္ဂလာပါရှယ်လို့ရတယ်ကိုယ်မတရားတစ်ချက်ရှယ်ပြီးအောင်လားကဲမင်းမင်းလေးပြမယ်ဗျာတိုက်အချိန်ဟိုပါပေါ့တိုက်ချိန်ပြီးမယူချင်တော့ကျွန်တော်လည်းတိုက်ပြီးရင်းမကောင်းချင်တော့ဖြစ်အမကြီးရတဲ့အထဲမှာတော့တော်တော်လေးကိုဆို เนาะไถซี้ยินต้องจิบ่เนาะไถซี้นี้ก็อยินต้องဟုတ်ပြီနော်ထိုက်စည်းရင်ဆုံးကြည့်မယ်ကျွန်တော်ကမမအားလုံးပဲတောင်ရရှိသည်တောင်ရထိုက်38ခွန်ကကမပိတ် ရှင်ဘူးကရှိထိုင်တဲ့တုံညာခွန်ရှင်သုံးလုံးပေါင်းခြင်းဖြစ်တယ်။တုံညာခွန်ရှင်သုံးလုံးပေါင်းခြင်းတုံညာနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ရဲ့ရှိခဲ့ပေါင်းတော့ငါးရာတည်း။ရဲ့ပါဝါသည်တုံညာငါးနှစ်ခတ်သည်သုံးငါးတုံညာသုံးသည်ထိတ်စည်းဖြစ်တယ်။ငါးတုံညာသုံးထိတ်ကိုသုံးထိတ်နဲ့34ဆိုပြီးထွက်တယ်။27သည်နှစ်ထိတ်တုံညာရှိခါရှစ်အပိတ်34ကသုံးထိတ်နဲ့နှစ်ရှစ်သုံးသုံးလုံးပေါင်း နှစ်ရှစ်သုံးသုံးလုံးပေါင်းခြင်းနဲ့နဲ့ရှင်းနေပေါင်းတော့၃ရ၃ရရဲ့၃ရပေါင်းတော့၃ရတယ်၃ရပါဝါသည်၈၃ရနက္ခတ်သည်၅၃ရ၅သည်ထိတ်စီးဖြစ်တယ်ဟုတ်ပြီနော်၃ရ၅ထိတ်ကို၃ထိတ်နဲ့30ခွန်ဆိုပြီးထွက်တယ်68သည်ကျွန်တော်ကောင်မများ9ထိတ်ဟုတ်ပြီနော်68က9ထိတ်21က1အပိ30ခွန်တီ3ထိတ်နဲ့ဟုတ်ပြီနော် 6133တုံးလုံးပေါင်းခြင်း6နဲ့1နဲ့ပေါင်းတော့3ည3ည3ရေပေါင်းတော့300လေ3ရေပါဝါဒီကျွန်တော်ကမှမြန်ရှေ3ရေနက်ခတ်ဒီ nga 385ဒီချင်းရကိုက်သွားတယ်385ဒီထိတ်စီးဖြစ်တယ်ဟုတ်ပြီနော် ားသုံးညာသုံးထိပ်ကို3ထိပ်နဲ့3ထိပ်၄35ထိပ်ကို3ထိပ်နဲ့30ခွန်း35ထိပ်ကို8ထိပ်နဲ့86ဆိုပြီးထွက်တယ်8ထိပ်နဲ့86ဆိုပြီးထွက်တယ်ဒါဆိုယနေ့ယနေ့4နာရီခွဲเนาะ4နာရီခွဲတော့ထိပ်စည်းဒီကျွန်တော်ရဲ့ခွေမရေဘာရမလဲ24ဒီနှစ်ထိပ်ပါ98က8ပဲ86က8ထိပ်နဲ့2 8 8သုံးလုံးပေါင်းခြင်းဖြစ်တယ် နဲ့နဲ့ရှင်းနေပေါင်းတော့၃ည၃ညရဲ့ရှစ်ခေပေါင်းတော့ရှိရတယ်။ share လို့ရတဲ့ group မတွေ share ထားပါ။ရှိရတယ်။ရှင်းရဲ့ power တည်၃ရှင်းရဲ့နက္ခတ်တည်တည်း၈သုံးတည်တည်ထိတ်စည်းဖြစ်တယ်။ဟုတ်ပြီနော်။ share လို့ရတဲ့ group မတွေတယောက်တစ်ချက် share ထား line လက်မလေးတွေကိုစေးတောင်းနေလို့เนาะခဏလေးစေးတောင်းနေလို့ပါ ဒါဆိုယနေ့မနက်7:00နာရီ10မိနစ်တွင်ယနေ့ညနေ4:00နာရီခွဲတွင်24နှစ်ထိပ်60ရေရှိပိ86ကရှိထိုင်းနဲ့2ရှိရှိ3လုံးပေါင်းခြင်းနှစ်နဲ့ရှင်းတဲ့ပေါင်းတော့3ညတညရဲ့ရှိခဲ့ပေါင်းလို့ရှိရှိရဲ့ပါဝါဒီ3ရှိရဲ့နက္ခတိ1 83တိထိပ်စီဖြစ်တယ်ဟုတ်ပြီနော်83တိထိပ်စီလို့ရတယ်ဒါဆိုထိပ်စီရဲ့တန်းငယ်ကြီးပါလဲဆိုရင်83တိထိပ်ပေါ့နောက်ဘက်လေးတစ်ချက်လိုက်ကြည့်မနော်နောက်ဘက်တစ်ချက်လိုက်ကြည့် တိတိတေပိတ်ရှေဘူးကရှေပိတ်တိရှေနှလုံးပေါင်းခြင်းတဲ့ဒါကအပိတ်ပါပြီးတော့အကြာကြီးလွတ်မှာမဟုတ်တော့ခန္ဓာလေးပဲလွတ်မှာဖြစ်ပါလိမ့်အဲ့လိုမဲ့ share လို့ရရင်တယောက်တစ်ချက်တော့ share ပေးသွားဟုတ်ပြီနော်နော် share လို့ရရင်တော့အလုံးမတယောက်တစ်ချက် share ပေးတာဟုတ်ပြီနော်ကျွန်တော်ကုန်ပါများ share လို့ရရင်ကြောက်တဲ့ချက်တော့ရှယ်ပေး။ရှစ်သက်တည်းတည်းဒီပဲရှစ်ဘူးရှစ်ပိတ်တစ်ရှစ်နှလုံးပေါင်းခြင်းတိတ်ငယ်ရှစ်ငယ်ပေါင်း။ဟို ကိုယ့်ရဲ့ပါဝါသည်လေကိုလေးသည်အပိတ်ဖြစ်တယ်။ဟုတ်ပြီနော်။ကိုလေးသည်အပိတ်ငါးတောင်ညာတုံးထိတ်ကိုလေးအပိတ်ကိုတန်းငယ်တို့ဘာထွက်လဲဆိုရင်သုံးထိတ်လေးကပိတ်နဲ့34ဆိုပြီးထွက်တယ်။သုံးထိတ်လေးပိတ်နဲ့34ဆိုပြီးထွက်တယ်။ရှစ်ဘူးသည်ရှစ်ထိတ်34သည်လေးပိတ်ရှစ်လေးနှလုံးပေါင်းခြင်း။ရှစ်နဲ့လေးနဲ့ပေါင်းတော့200 နှစ်ရဲ့ပါဝါသေးခုံနှစ်ခုံဒီအပိတ်ဟုတ်ပြီနော်၃ရှင်း၅ထိအပိတ်ကနှစ်ခုံအပိတ်၃ရှင်း၅ထိနှစ်ခုံအပိတ်ကိုကျွန်တော်ရဲ့ကွန်မိုင်၃ထိခုံအပိတ်နဲ့30ခုံထွက်တယ်၃ထိခုံအပိတ်နဲ့30ခုံထွက်တယ်34ဒီ၄ရဲ့ပိတ်30ခွန်ဒီခွန်အပိတ်4ခွန်နှလုံးပေါင်းခြင်း4နဲ့ခွန်နဲ့ပေါင်းတော့1 1ရဲ့ပါဝါဒီ6 16ဒီအပိတ်ဖြစ်တယ် ုတ်ပြီနော်တ6အပိတ်ကိုတန်းငယ်တော့35ထိတ်တ6အပိတ်ကိုတန်းငယ်ရပါထွက်လဲပေါ့35ထိတ်တ6အပိတ်ကိုတန်းငယ်တော့ဘာထွက်လဲဆိုရင်ね8ထိတ်6အပိတ်နဲ့80ကျော်ထွက်တယ်8ထိတ်6အပိတ်နဲ့86ဆိုပြီးထွက်တယ်ဒါဆိုကျွန်တော်ကုန်ပါများအခုကျွန်တော်ကမှယနေ့ညနေ4နာရီခွဲအတွက်ထိတ်စီးသည်တဲ့ထိတ်စီးကဘာထိတ်စီးလဲဆိုထိတ်စီးက8 3 1ထက်နောက်ဘက်ကဘာထွက်လဲ ောက်ဘက်ကကျွန်တော်ရဲ့ကိုယ်ကဘာဖြစ်မလဲ share လိုက်ကြည့် share လို့ရတဲ့ကိုယ်မိုက်တွေတစ်ချက် share လက်မလေးတွေကိုနှိပ်ထားဟုတ်ပြီနော် share လို့ရတဲ့ကိုယ်မိုက်တွေတစ်ချက် share လိုက်လက်မလေးတွေကိုနှိပ်ရတဲ့ညနေ၄နိုင်ခွဲတဲ့နောက်ဘက်30ခွန်းတိခွန်းပိတ်66က6ပိတ်ခွန်း6နှလုံးပေါင်းကြည့်ခွန်းနဲ့6နဲ့ပေါင်းတော့3 3ရဲ့ပေါင်းကတိ8 3 8တိအပိတ်ဖြစ်တယ် ုတ်ပြီနော်38ဒီကျွန်တော်ရဲ့ခွေမိုင်အလုံးပဲအပိတ်ဒါဆိုယနေ့ညနေ4နာရီခွဲအတွက်ထိုက်စည်းက73ဒီထိုက်အပိတ်က38အပိတ်ဟုတ်ပြီနော်38အပိတ်လေနောက်တစ်ထိုက်စည်းလေးတစ်စိုက်ထပ်ပြချင်တယ်ထိုက်စည်းနောက်ထပ်ထိုက်စည်းပေါ့နော်ထိုက်စည်းယူချင်တာဒီညနေထိုက်စည်းနည်းနည်းများမယ်နော်ထိုင်စည်းလေးတစ်ချမ်းလိုက်ကြည့်ပေးဟုတ်ပြီနော် လောဟုတ်ကဲ့ပြောပါအော်ဟုတ်ဘယ်လောက်လွှဲလိုက်လဲမသိအော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါဒီဟုတ်ကဲ့ဟုတ်တုံညာခွန်ဒီခွန်အပိတုံညာတုံးကတုံးအပိဒါကထိတ်စီပါရှစ်ဘူးကြီးရှစ်ထိတ်နေခွန်38သုံးလုံးပေါင်းခြင်းဖြစ်တယ် ဟုတ်ပြီเนาะကျွန်တော်ခေါ်ပါမယ်ခွန်3 8 3ပေါင်းချင်း9 3 3နဲ့ပေါင်းတော့3ည3ည8ခေပေါင်းတော့8ရတယ်8ရဲ့ပါဝါတီ3 8 3တီထိတ်စီးဖြစ်တယ်8ထိတ်ကို6လေးအပိတ်နဲ့3ထိတ်4ပိတ်နဲ့34ဆိုပြီးထွက်တယ်3ထိတ်4ပိတ်နဲ့34ဆိုပြီးထွက်တယ်3ည3တီ3ပိတ်30ခွန်ကခွန်ပိတ် 34ဒီ3ထိုင်တယ်ဟုတ်ပြီနော်303သုံးလုံးပေါင်းချင်း39နဲ့ပေါင်းတော့3ည3ညရဲ့3ရဲ့ပေါင်း3ညတယ်3ညပါဝါဒီရှစ်3ရှစ်ဒီထိတ်စီဖြစ်3ရှစ်ထိတ်စီကို3ထိုင်နဲ့30ခွန်ဆိုပြီးထွက်တယ်3ထိုင်ခွန်အပိတ်နဲ့30ခွန်ဆိုပြီးထွက်တယ်30ခွန်ဒီခွန်အပိတ်3ည6က10ပိတ်30ခွန်ဒီ3ထိုင်နဲ့ မှန်အချင်းရဲ့ခွန်ရှစ်သုံးဘုံလုံးပေါင်းခြင်းဖြစ်တယ်ခွန်ရဲ့ရှစ်ခေပေါင်းတော့ငါငါနဲ့သုံးနဲ့ပေါင်းတော့ရှစ်ရတယ်ရှစ်ရဲ့ပါဝါတိသုံးနဲ့ရှစ်သုံးဒီထိတ်စီတဲ့ရှစ်သုံးထိတ်ကို16အပိနဲ့ရှစ်ထိတ်6အပိနဲ့80ချောင်းဆိုပြီးထွက်တယ်မင်္ဂလာပါတန်းငယ်ကြီးတဲ့ကိုမိုးထပ်ပိုင်းမင်္ဂလာပါဗျကိုချစ်မင်္ဂလာပါဒါဆိုယနေ့ညနေ4နာရီကိုထိတ်စီက ဘာဖြစ်မလဲနောက်ဖိတ်က3ရှစ်အပိတ်ထိတ်စည်းကဘာဖြစ်မလဲ3ည8တိ10ပိတ်20ကတည့်အပိတ်ဟုတ်ပြီနော်86က8ထိတ်နေ8တိ8သုံးလုံးပေါင်းချင်း8နဲ့1နဲ့ပေါင်းလို့ကို9ရဲ့8ခေပေါင်းတော့ခွန်ရတယ်ခွန်ရင်ပါဝါတိနဲ့ခွန်နှစ်တိထိတ်စည်းဖြစ်တယ်အဲဒါယနေ့ညနေ4နာရီဝယ်မှာ ထိတ်စည်းတိခွန်နှစ်ထိတ်စည်း 38ရှစ်အပိတ်83ထိတ်9နှစ်ထိတ်ကို38ရှစ်အပိတ်နဲ့ကတ်ထိုးမှာဖြစ်ပါတယ်။အကြိုက်တူလို့အကြိုက်တူရဲ့ကိုရီမာတွေဆက်စားနိုင်ပါတယ်။ဟုတ်ပြီနော်။အဲအလုံးမဲ့24အောင်မြင်ပါတယ်။ပေါက်တဲ့သူတွေပေါက်ကြီးလေးမှန်းနိုင်ပါပြီဗျာ။တန်းငယ်ရှိလာဦးတဲ့သူတွေလည်းတော်တော်များများပေါက်ပါတယ်နော်။တန်းငယ်အနီးကမှဒါ၄ဘူးနဲ့49ပြီးလိုက်လို့လွဲသွားတာ။ပထမပိုင်းကလာတောင်းတဲ့သူတွေအကုန်လုံး40နှစ်အကုန်ပါတယ်။အဲဒါမဲ့လူကြီး30ကျော်40လောက်ပါတယ်။ဒါမဲ့တန်းငယ်ဟို ွဲတဲ့သူက10ရောက်တော့မပြေဘူးเนาะဒါစေတနာနဲ့ကုညီတယ်เนาะတန်းငယ်လွှဲရင်လွှဲမလွှဲရင်နေစေတနာနဲ့ကုညီတယ်ဒါပေမဲ့စေတနာတော့အယောင်ပြန်ဟတ်ချင်းတော့မရှိခဲ့ဘူးပေါ့နော်နားလဲပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ယနေ့ညနေ၄နာရီခွဲအတွက်ကျွန်တော်ကိုမှပဲတန်းငယ်ပြီးနေကြတိုင်းပေါ့ဗျာအမတ်မရှိတဲ့တန်းငယ်ကစေတနာနဲ့ပဲထပ်ပြီးကုညီမှာပါနော်အမမရှိတဲ့တန်းငယ်ဒီစေတနာနဲ့ပဲအားလုံးကိုထပ်ပြီးတော့ကုညီမယ်အောင်းနှက်ကွာလာယူနိုင်ပါတယ်နော် ထမအဦးဆုံးလာတောင်းတဲ့သူတွေတောင်းခဲ့ပြမယ်နော်။မာကြီးစေတနာနဲ့ကူညီတဲ့သူတယောက်ပါလို့24အောင်တာနော်ဘေဘူးလောက်တော့လွှဲတင်ပါတယ်ဗျာဆိုဒီမှာ24 42တကွက်ကောင်းအောင်လေမုတ်ဖူးလေးလွှဲပြပါလို့ရေးတယ်6ချောင်းနဲ့ငါလေးချောင်းရှန်ကောင်ဝေးကေပေးရှိရယ်ဆိုပြီးတောင်းခဲ့ရေးတယ်။ဒါပေမဲ့ဘာမှအကြောင်းမပြောင်းတာတယောက်တည်းမဟုတ်ပါဘူးဒီမှာအများကြီးပဲနော်။အများကြီးပဲအများကြီးပဲ။နော်အများကြီးပါပဲ။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါ နော်နားလဲပါတယ်ကိုကလည်းစေတနာနဲ့ခုန်ကြီးတဲ့သူတယောက်ဆိုတော့ဘာမှဆောရကမတက်ပါဘူးလွှဲကျင်တော့လဲလွှဲမလွှဲကျင်တော့လဲနေရပါတယ်ယနေ့ညနေနော်၄နာရီဝဲအတွက်အောင်းနှက်ခွက်ထပ်ပြီးတော့ပြီးကျင်ပါတယ်ခံဆက်ချင်တဲ့အကိုမောင်များဒီဖုန်းနံပါတ်ကိုလာရောက်ဖုန်းနံပါတ်ပါတယ်နော်ခံဆက်ချင်တဲ့အကိုဒီမတွေယနေ့ညနေ၄နာရီခွဲအတွက်ခံဆက်ချင်တဲ့အကိုဒီမတွေဒီဖုန်းနံပါတ်669 9 3 ပုံကို၈ကိုဟိုင်းပြီးတော့ live နိုင်ပါရဲ့ဗျာเนาะ669 293ပုံကို၈ကိုဟိုင်းပြီးတော့ live နိုင်ပါတယ်မင်္ဂလာပါ ready queen re queen ဆိုတာမင်္ဂလာပါဗျာเนาะ re queen ဆိုတဲ့ number မင်္ဂလာပါကိုပြင်းနေမှာပို့ပြလိုက်เนาะ ဟုတ်တယ်လဲလေးဘူးလေးကိုထိုးလိုက်တာတဲ့ဟုတ်ပါတယ်အလားအနည်းကလာတောင်းတဲ့သူတွေလေးဘူးနဲ့40ကိုပေးလိုက်တယ်လို့တန်းငယ်ပြောတယ်ပထမဦးဆုံးတောင်းတဲ့သူတွေက40 24ဆိုပြီးပေးတာနော်အရင်ညနေ4နာရီဝယ်မှာတန်းငယ်နဲ့ထပ်ပြီးတော့ကန်ဆက်ခြင်းနဲ့တန်းငယ်ကြီးတန်းငယ်ရဲ့လက်တွဲပြင်နေဆိုတဲ့အကိုမမအားလုံးတန်းငယ်အားလုံးကိုဖိတ်ဖို့ပါတယ်တန်းငယ်ရဲ့ဒီဖုန်းနံပါတ်669နော်293 398ကိုကျွန်တော်ရဲ့ကွေမာတွေဟိုင်းပြီးတော့ ပေးနိုင်ပါတယ်နော်ချောချောကုန်293ကပြည့်လူရှင်အောင်ကောင်းနံပါတ်ချောချောကုန်293 398ကိုလာရောက်ဟန်းပြီးတော့ယူနိုင်ပါတယ်ဘယ်ဟဟိုင်းရမလဲဆိုရင် message ကပဲဟိုင်းဟိုင်း Viber ကပဲဟိုင်းဟိုင်း message Viber စင်ပြေတာကဟိုင်းပါနော် message Viber စင်ပြေတာကလည်းဟိုင်းဟုတ်ပြီနော်ခဏထုတ်ပြီဟုတ်ပြီနော်ချောချောနေမှာဒီကျွန်တော်ရဲ့ကိုမကြီးကနန်းထုတ်ပေးမယ်ကနန်းလေးတစ်ချက်ကြည့်ပေး စေတနာဖြင့်ပဲကူညီကြပါဗျာ။ကိုရီမကြီးပေါက်သွားပြီဆိုတော့ကိုရီမကြီးတန်းငယ်ဟိုပါပေါ့နော်။ခဏလေးတော့အောင်းသွားပြီစေတနာကြီးမုံဖိုးလေးဆင်ပြေတော့လွှဲပေးကြပါလို့ပြောတာ။မုံဖိုးပဲလွှဲခိုင်းတာအားလုံးပေါ့နော်။ဒါပေမဲ့တန်းငယ်ကိုစေတနာမရှိတဲ့သူတွေကတော့ဘယ်မှမလွှဲဘူးပေါ့နော်။ဒါပေမဲ့ကိုကလည်းစေတနာနဲ့ကူညီတဲ့သူတယောက်မဟုတ်တပြားမှမလွှဲလဲဘာမှမဖြစ်ပါဘူးနော်။မလွှဲလဲမလွှဲနဲ့ရပါတယ်ဘာမှမပြောလို့စေတနာကောင်းရင်တော့ကံကောင်းမှာပါဗျာနော်စေတနာကောင်းရင်တော့ ဒီနေ့နေ့တစ်ချိန်ချိန်တော့ကန်ကောင်းလိမ့်မယ်လို့သားငယ်မျှော်လင့်ပါတယ်နော်ကဲအားလုံးပဲဒီလောက်ပဲဒီကနန်းလေးတွေအားပြီးတော့တော့ထိုးစေခြင်းနဲ့နော်အားတော့ထိုးစေခြင်းနဲ့ထိတ်စိမ်းရောက်ပြီဆိုပြီးမယ်လေအားတော့ထိုးကြည့်ပါလေထိုးစေခြင်းပါလေစေတနာကောင်းပြီကန်ကောင်းပါလိမ့်မယ်ယနေ့ညနေ၄နာရီခွဲဟောနတ်ကလိုချင်တဲ့အပေါ်များဒီဘုန်းနံပါတ်669 293 398ကိုလာရောက်ဟိုင်းပြီးတော့ယူနေပါတယ်669 293 398ကိုလာရောက်ဟိုင်းပြီးတော့ယူနေပါတယ် အဲ့ဒါကနေ90နှစ်တခွလောက်ထွက်ကျင်တယ်နော်။ကဲအားလုံးပဲဒီလောက်ပါပဲဗမိုက်ပါခံကောင်းကြပါစေကျွန်တော်ကုန်ပါများ။ခုနပေါင်းဆက်တဲ့တော့